ကွန်တက်ဗီဒီယိုတွေကိုဖန်တီးဝင်ရတဲ့ဒီအခြေခံချက်ခုနှစ်ချက်ကိုသာလေ့လာထားမယ်ဆိုရင်မိတ်ဆွေကကွန်တက်ကောင်းနေကိုဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။ပထမအဆုံးအကြောင်းအရာကတော့ကွန်တက်ပိုင်းပဲဖြစ်ပါတယ်။ကျမတို့ channel မျိုးစားကဘလိုမျိုးစားလဲသတင်း channel လားဖြောပြေရေးလား knowledge sharing လားပေါ့နော်အဲ့ဒီရဲ့ကျမတို့လုပ်မဲ့ content နဲ့သက်ဆိုင်တဲ့အချက်အလက်တွေကိုကျမတို့ကကြိုတင်စုဆောင်းထားရပါမယ်တေချာပြင်ဆင်ထားမှကျမတို့ကကင်မရာကြီးထောင်ပြီးတော့ကြောင်တောင်တောင်ဖြစ်နေတဲ့ဖြစ်ကနေပြီးတော့ကင်းလို့မှဖြစ်ပါတယ် ဒုတိယမျိုးစားကတော့ဇန်ယုံဖြစ်ပါတယ်။ကျမတို့ကဒီဗီဒီယိုမှာဘလို့အကြောင်းအရာတွေပန်းမှာလဲဘလို့စနစ်တကြားတင်ဆက်မှာလဲအစားအလဲအဆုံးကိုတိတိကျကျကျမတို့ကဇန်ယုံရေးသားထားရပါမယ်။အဲ့ဒါမှလဲစနစ်ကြပြီးတော့အချိန်ကုန်သက်သာတဲ့ဇန်ယုံတစ်ပုံဗီဒီယိုတစ်ပုံဖြစ်လာမှာဖြစ်ပါတယ်။တတိယအကြောင်းအရာကတော့ကင်မရာဖြစ်ပါတယ်။အဲ့တော့ကျမတို့ကအခုမှ ဗီဒီယိုဆောက်တဲ့ YouTuber လေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကိုရေးသေးကောင်းတဲ့ကင်မရာတွေကျမတို့ကမသုံးဆဲနိုင်သေးခင်မှာကျမတို့ရဲ့လက်ထဲမှာရှိတဲ့ smartphone ကင်မရာလေးရလဲကျမတို့ကိုအရေးသေးကောင်းတဲ့ဗီဒီယိုလေးကိုထုတ်ပေးနိုင်ပါတယ်လို့အဆိုရင်လည်းကျမရဲ့ smartphone လေးကိုထောင်ပြီးတော့ပဲကျမရဲ့ဗီဒီယိုလေးကို recording လုပ်ပါတယ်ဟိုအကျိုးရှိစွာအသုံးချနိုင်မယ်ဆိုရင်အရေးသေးကောင်းတဲ့ဗီဒီယိုလေးကိုဖန်တီးလာနိုင်ပါပါ နံပါတ်၄ချက်ကတော့ microphone ဖြစ်ပါတယ်။ရုပ် quality နဲ့အတန် quality ကပိုပြီးတော့အရေးကြီးတယ်လို့ကျမတို့ယူဆပါတယ်။ကျမတို့ရဲ့ video ကနေပြီးမဲ့လဲပေါ့နော်။အတန်ကကြီးကြီးလေးလေးပြည့်ပြတ်တသားရှိရှိလေးလေးဖြစ်မယ်ဆိုလို့ရှိရင်ပရိသတ်ကရက်ကြည့်သွားမယ်လို့မျှော်လင့်ပါတယ်ပေါ့နော်။ဖြစ်နိုင်ရင်တော့ပြန်နေပြီးတော့ဝယ်ယူပြီးတော့ microphone လေးတွေကိုသုံးပြနိုင်ပါတယ်။ဒါပေမဲ့ကျမကတော့ဒီ phone camera မှာပါတယ်။အတန် recording နဲ့ပဲဒီ video တွေကိုဖန်တီးထားတာဖြစ်ပါတယ်။နံပါတ်၅ချက်ကတော့ lighting ဖြစ်ပါတယ်။ ကျမတော့လောလောဆယ်မှာ live နေမဆရာသေးပါဘူး။ကျမကတဘာဝအလင်းအောင်ပဲအသုံးပြုပြီးတော့ဗီဒီယိုလေးကိုရိုက်ပူပါရယ်။ကျမရဲ့ live နေတခုတော့ရှိရပါတော့။အဲ့ဒါလေးကနံပါတ်6ကတော့ YouTube စာလုပ်တဲ့သူတွေက social media မှာရှောက်လန်းတဲ့သူတွေကအကုန်လုံးတီးမိခောက်ပြီးတော့တက်ထားတဲ့ video editing ပညာဖြစ်ပါတယ်။ ကျမကတော့ cat cat vn နဲ့ inshore တွေကိုစတင်ပြီးတော့လေ့လာနေပြီပေါ့နော်အခုလောလောဆယ်မှာတော့ cat cat ကိုပို့ပြီးတော့အလေးထားအသုံးပြပါတယ်အဲ့ဒီ background မှာရှုပ်ပွားနေရဆိုလို့ရှိရင်ပြိတဲ့ရဲ့အာရုံကိုတွေ့ပါစေပါတယ်ကျမကတော့အဲ့ဒီပြဿနာအတွက်ကိုကျမ cat cat ကိုအသုံးပြပါတယ် cat cat ရဲ့ background remove နဲ့ကျမက background ဖျောက်ပြီးတော့ပို့လို့ရှင်တဲ့ပုံလေးတွေဖန်တီးပါတယ်နောက်တစ်ချက်ကတော့အင်တန်ရေးကြီးတဲ့စိတ်ရှည်မှုနဲ့လေ့လာမှု ကျမတို့ကဗီဒီယိုတစ်ပုတ်တင်တဲ့ view မရအောင်နောက်တစ်ပုတ်တင်တဲ့ view မရအောင်လေးငါးပုတ်တင်တဲ့ view မရအောင်ဒါပေမဲ့ကျမတို့ကလက်မလျှော့ရဲနဲ့စိတ်ရှိလက်ရှိနဲ့လေးလာတင်ယူပြီးတော့ကျမတို့တင်သမားတွေကိုကျမတို့မျှဝေခြင်းနဲ့အကြောင်းအရာတွေကိုဆက်လက်ပြီးတော့မျှဝေသွားရမှာဖြစ်ပါတယ်။ အကြောင်းအရာခုနှစ်ချက်လုံးကိုပြန်ခြုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင်နံပါတ်1က contact နံပါတ်2က zenion နံပါတ်3က camera နံပါတ်4က microphone နံပါတ်5ကအလင်းရတော့ background လို့ဖြစ်ပါတယ်ရှင်အဲ့ဒီအချက်ခုနှစ်ချက်ဟာ contact video တပုတ်ဖန်တီးရဲ့အမှာ implant ရေးပါတယ်အချက်တွေဖြစ်ပါတယ်အခြေခံအချက်တွေလည်းဖြစ်ပါတယ်ဒီအချက်တွေကိုအခြေခံပြီးမှကျမတို့ဟာ contact တွေအများစွာဖန်တီးရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အခြေခံအချက်တွေကိုတေချာလေ့လာထားမယ်ဆိုလို့ရှိရင်ကျမတို့ဟာ contact ကောင်းတွေကိုဖန်တီးနိုင်မှာဖြစ်ပါတယ် ုတ်ကဲ့တင်လိုက်တာမကြီးစုဖြစ်ပါတယ်ကျမက YouTuber တက်လေးတယောက်ဖြစ်ပြီးတော့ကျမနေ့စဉ်လေးလာသမျှအဟုတ်တူတာကိုဒီ channel လေးကနေညဝေနေပါတယ်ဒီ channel လေးကကျမရဲ့ဒဏ်ရာရေးဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ထပ်နောက်ထပ် video တွေမှာကျမဘာတွေဖန်တီးပြီးတော့လေ့လာမလဲဆိုတာကိုစောင့်ကြည့်ဖို့အတွက်မိတ်ဆွေတို့အနေနဲ့ like and subscribe share comment ပေးသွားနိုင်ပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်